ဲ့တော့သူတို့လည်းအဲ့ဒီတိင်းကြီးဆရာကြီးဒီမှာရဟန်းပြုရောတိင်းကြီးဆရာကြီးရဲ့ဂိုင်းကနတိ်းကြာကြီးရဲ့အနေားတ်ပြော်ော်လူမဲတ်မဲလူနဲ့အကုန်လုံးပြပြဆုံဆုံဖြစ်တယ်ဟုတ်လားဒီလိုနဲ့သုံးလေးရက်လောက်ကြာတဲ့ခါကျတော့အဲ့ဒီတင်ငယ်ချင်းတယောက်က တို့ဒီတိင်းကြီးဆရာကြီးရဲ့အယူဝါဒထဲမှာနော်ဘာမှအနှစ်သာရရှိတာကိုမတွေ့ရဘူးနောက်ထပ်လည်းထပ်ပြီးတော့ဘာမှတင်ယူစရာလည်းမရှိတော့ဘူးဒါပေမဲ့လို့ သဘူရိကျွန်းဆိုတာလောကဆိုတာကျဲပြတ်နေဒီလွတ်မြောက်ကြောင်းတရားကိုသိတဲ့လူဆိုတာတွေ့ရမှာပဲဒါကြောင့်နော်အနှစ်သာရကင်းမဲ့တယ်လို့ပြင်မြင်ပေးမယ်လို့လည်းပဲအဲ့ဒီရန်ဘွားကိုသူတို့မစွန့်ဘူးဆက်ပြီးတော့အမှန်တရားကိုရှာမယ်တကယ်လို့တို့နေရောက်အမှန်တရားကိုရှာတဲ့အခါမှာတွေ့တဲ့လူကနော်အရင်တွေ့တဲ့လူကနောက်လူကိုလာပြီးတော့ပြောသေးသေးဆိုပြီးတော့ဂတိကဝင်လဲထားကြတယ်ပေါ့နော်အဲ့ဒီလိုနဲ့ဦးဇင်းတို့ကာလတစ်ခု ရောက်လာတဲ့အခါမှာယသောဘုရားရှင်ဘုရမကြီးပွင့်လာတယ်။နောက်ပြန်စဝကိ၅ဦးဆိုတာလည်းပဲတရားဦးကိုနာပြီးတော့ယာနာဖြစ်ကြတယ်ဆိုကြပါစို့။ဟုတ်လား။အနတ္တလက္ခဏာတို့ရဲ့နောက်နာပြီးဒီရဲ့ချားမဲမှာအလုံးယာနာဖြစ်ကြတယ်။အဲ့ဒီပြန်စဝကိ၅ဦးထဲမှာတဦးအပါဝင်ဖြစ်တဲ့ရှင်အတ္တစီဟုတ်လား။အဲ့ဒီရှင်အတ္တစီနဲ့တွေ့တာဥပါဒေသရှင်သာရိပုတ္တရာကုရမကြီးရဲ့ဖြစ်လာမဲ့ပုံကောင်ကရှင်အတ္တတိကိုတွေ့တာ။ တွေ့တဲ့အခါကျတော့အမှုအရာကိုကြည်တယ်မျက်နာကိုကြည်တယ်ပင်ကိုကလည်းဉာဏ်ပညာထက်မြက်တဲ့ပုံကိုဖြစ်တဲ့တွေ့ကြောင်းဩဒီလောက်ငြိမ်သက်တဲ့ပုံကိုရဲ့တန်တာမှာမတေရအမတတအမြိုက်နိဗ္ဗာန်သိတဲ့စိတ်သိတဲ့ဉာဏ်ဧကန္တရှိလိမ့်မယ်မှတ်မိတယ်ဟုတ်လားအဲ့ဒါနဲ့ဘာပြီးတော့မေးမယ်ဆိုတော့နော်ဉာဏ်ကြီးတဲ့ပုံကိုဖြစ်တဲ့တွေ့ကြောင်းဩဒီချိန်ကစွန့်ခံနေတဲ့ချိန်ငါမေးလို့မသိတော့ဘူးအဲ့တော့ငါနောက်ကနေပြီးတော့မျက်ခြေမပြတ်လိုက်မယ်ဆိုတော့လိုက်တာ ်တခုသောဇေယျပေါ်ရောက်တော့အဲ့ဒီမထေမြတ်ကစွန့်စားမယ်လို့ပြင်းတော့သူနေရာတွေဘာတွေခင်းပေတယ်ဟုတ်လားတပည့်တယောက်လိုပဲလှုပ်ပေးတာနော်ရည်ရည်တပါးတွေဆက်ကပ်ပြီးတော့ကုံလုံးကြုံကြုံလေးတိုင်ဘေးကနေဖူးမြော်စွန့်ကိစ္စလည်းပြီးပြီးစွန့်စားလို့လည်းပြီးပြီးဆိုတော့မှသူမေးတာနော်အရှင်ဘုရားတဲ့အရှင်ဘုရားကဘဇုကိုရည်မှန်းပြီးတော့ရဟန်းပြုလာတာတော့အရှင်ဘုရားရဲ့ဆရာကဘဇုတော့အရှင်ဘုရားရဲ့ဆရာကဘလို့ယူဝါဒရှိတော့ ရှင်ဘုရားကဘလို့တရားတွေကိုနှစ်သက်တာတော့အဲ့လိုမေးတဲ့အခါကျတော့ရှင်အသက်ကြီးကဟောဒီသာသနာပြင်ပ နော်ပရဝိုက်တွေတကတွန်းတွေဆိုတာကသာသနာနဲ့ဆန့်ကျင်ဘက်ပဲဒါကြောင့်သာသနာရဲ့လေးတက်တဲ့အကြောင်းအရာတွေကိုငါပြောမယ်ဒါပေမဲ့လို့သူ့ဟောငါပြည့်ပြည့်စုံစုံကြီးမပြောနိုင်သေးဘူးဆိုတာကိုလည်းပြောမှဖြစ်မယ်ဆိုပြီးတော့အရှင်နဲ့ငါဟာရမ်းဖြစ်ပြီကသာပဲရှိသေးတယ်ရမ်းပြူတာငါမကြသေးဘူးတဲ့ဟုတ်တယ်တကယ်လည်းမကြသေးဘူးတနစ်တောင်မပြေသေးဘူးဟုတ်လားဒါကြောင့်မို့လို့ ငါတို့ရေဆရာမြတ်စွာဘုရားရဲ့အယူဝါဒကိုငါပြည့်ပြည့်စုံစုံကြီးမပြောနိုင်ဘူးတဲ့ငါအများကြီးမပြောတတ်ဘူးအဲ့လိုမင်းရှိတဲ့အခါကျတော့ဥပဒေတာကရှင်ဗျာတဲ့ဟိုစကားပြောတဲ့အခါမှာနဲတာများတာကပဒါနမရှိပါဘူးပဒါနမဟုတ်ပါဘူးတဲ့အနှစ်သာရရှိတဲ့အတိပ္ပယ်ရှိတဲ့စကားပဲဖြစ်ဖို့လိုပါတယ်ပေါ့ပြောမယ်တာဝန်ကအရှင်ဘုရားရဲ့တာဝန်ပြောတာပြောလိုက်ပါနီးပေါင်းအရာမကအထောက်မကနဲ့ခွဲချင်းဝေဖန်ပြီးတော့တိဖို့ရာကတပည့်တော်ရဲ့တာဝန်ပါ စကားတွေအများကြီးပြောနေလို့ဘာမှအကျိုးမရှိပါဘူးဗျာလူရင်းလေးကိုပဲအနှစ်သာရရှိရှိအမိန့်ရှိပါဒီသဘောမျိုးတောင်းပါတာဟုတ်လားအဲ့လိုမျိုးပြောတဲ့အခါကျတော့ရှင်ရသက်ကြီးကပေတရုတိထားတဲ့အတိုင်းရေဓမ္မာဟေတုပပဝတေတံဟေတုတထာဂတောအာဟတေတင်စာယောနိရောဓောဧဝံဝါဒီမဟာတမနောတဲ့ဒီကားထားလေးအတိဘယ်ကိုလေးလေးနက်နက်သိအောင်လုပ်မယ်ဆိုလို့ရှိရင် နော်အလွန်လေးနဲ့တဲ့အဓိပ္ပာယ်ရှိတယ်ဆိုတာကိုပိဋကပေါင်းတတော်ကလို့သိနိုင်တယ်။အဓိပ္ပာယ်ကသစ္စာလေးပါးကိုအချင်းချုပ်ပြီးတော့ပြောသွားတာ။ဒါကိုပြောပုံလေးကစကလုံးကအလွန်တရာမှပြည့်ပြည့်တယ်။ရေဓမ္မဟေတုပဘဝဟောဒီလောကကြီးမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာအကြောင်းတရားကြောင့်ဖြစ်တာပါတဲ့။အကြောင်းမဲ့ဖြစ်တာဘာမှမရှိဘူး။နော်ရေဓမ္မဟေတုပဘဝဘယ်လိုသဘောတရားပဲဖြစ်ဖြစ်အကြောင်းတရားကြောင့် ဖြစ်တာပါတဲ့ဒီလောကကြီးမှာဖြစ်နေတဲ့တရားတွေတေတံဟေတုတ္တထာကတောဟာအဲ့ဒီအကြောင်းတရားကြောင့်ဖြစ်နေတဲ့အဲ့ဒီတရားတွေရဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်တဲ့ဟုတ်လားဒါဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်ဒါတွေမကဘူးတဲ့တေသင်္စာရောနိရောဓောအဲ့ဒီအကြောင်းအကျိုးသဘာဝကြီးရဲ့ချုပ်ရာနော်အဲ့ဒီချုပ်ချင်းတို့ရောက်စေတတ်တဲ့နိလန်ဒါတွေကိုလည်းပဲမြတ်စွာဘုရားဟောပါလေတဲ့ ေသင်္ဆာယောဒီတော့ဧဝံဝါဒီမဟာသမဏောနော်ယဟန်မြတ်ဖြစ်တော်မူတဲ့တို့ရဲ့မြတ်စွာဘုရားဒီလိုဟောပြောတဲ့အလေးရှိတယ်။ဒါဒီကဒါလေးကိုလူငယ်တွေနားလည်အောင်အရှင်တို့ပြောရမယ်ဆိုလို့ရှိရင်နော်သဘာဝတရားတွေဆိုတာအကြောင်းတရားကြောင့်ဖြစ်တာဆိုတာအဓိကသဘာဝတရားတွေဆိုတာဒီခန္ဓာဒီဘဝကြီးကိုယဉ်ညွန်းတာဟုတ်လား။ဒီဒုက္ခတရားတွေဟာဘာကြောင့်ဖြစ်တာလဲအကြောင်းမဲ့ဖြစ်တာမဟုတ်ဖြန့်စင်းထားလို့ဖြစ်နေတာလည်းမဟုတ်အကြောင်းရှိလို့ဖြစ်တာတဲ့။ ဲ့ဒီအကြောင်းကဘာလဲဆိုတဲ့လောဘဆိုတဲ့အကြောင်းပဲဖြစ်ခြင်းနဲ့လိုခြင်းနဲ့ရခြင်းနဲ့ဆိုတဲ့လောဘဆိုတဲ့အကြောင်းတရားကြောင့်ဒီဒုက္ခကြီးဖြစ်တာဒီဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလည်းမြတ်စွာဘုရားဟောတယ်ဒါနော်အဲ့ဒီအကြောင်းတရားကြောင့်ဖြစ်နေတဲ့အဲ့ဒီဒုက္ခသစ္စာဒီအကြောင်းအကျိုးတစုံသမှုတရားနဲ့ဒုက္ခပေါ့နော်ဒါတွေရဲ့ချုပ်ရာနိဗ္ဗာန်ဒါကိုလည်းမြတ်စွာဘုရားဟောတယ်အဲ့ဒီနိဗ္ဗာန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကျင့်လန်းစဉ်ကိုလည်းမြတ်စွာဘုရားဟောပြတယ်တဲ့ ။နဟောဝါဒလေးဒီမျိုးနဲ့ပြောတာနော်။တဘာဝတရားတရားပါလေအကြောင်းကြောင့်ဖြစ်တာ။အဲ့ဒီအကြောင်းကိုမြတ်စွာဘုရားဟောတယ်။အဲ့ဒီအကြောင်းအကျိုးချုပ်ရာကိုလည်းမြတ်စွာဘုရားဟောတယ်။ချုပ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတဲ့နည်းလမ်းကိုလည်းမြတ်စွာဘုရားဟောပြတယ်။အဲ့ဒီဂါထာလေးလည်းပြောလိုက်ရောနော်ဂါထာမဆုံးသေးခင်မှာဂါထာက၄ပါးသာရှိတယ်။ပထမ၂ပါးသာရဲ့အစုံမှာသောတပတိမဉ္ဇဉ်ကိုရတယ်တဲ့။နော်ဥပါဒိတဘလောက်ဉာဏ်ပညာထက်လေဆိုလို့ရှိရင် ော့နောက်နှစ်ပါးဒါကသောတာပန်ဖြစ်ပြီးမှသူနာယူလိုက်တာဘာပဲဖြစ်ဖြစ်ဖြစ်စရာအကြောင်းရှိလို့ဖြစ်တာဒါဟုတ်သူတိသွားတဲ့အခါကျတော့ဩအကြောင်းတရားချုပ်ရင်အကျိုးတရားချုပ်မှာပဲဒါဘာဆက်ပြီးတော့ဘာဖြစ်သွားတော့တိသွားတာနော်ပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဆိုတာကိုသိတယ်။ဖန်ဆင်းတာလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးလို့လည်းသိတယ် တက္ကရာတိတိကိုတခါတည်းအမြင့်ပြတ်ပေရှားနိုင်တဲ့ဉာဏ်ကိုရသွားတာဘလောက်ထက်မြက်တဲ့ဉာဏ်ရှိလဲဆိုတာကိုစဉ်းစားကြည့်နော်အဲ့ဒီဂါထာလေးကိုနားနော်သောတာပန်ဖြစ်တယ်